ဇကာအသည့်ရုံတင်တော့မှကြောင့်လူအများကကြောက်လန့်နေရတဲ့ဆိုင်းဆိုင်းခတ်လိုက်အလုံးမင်းကလာပေါဗမစ်နောင်ကနေချွတ်ဆွလိုက်ပါတယ်ဆိုင်းဆိုင်းခတ်လိုက်ကထွက်တဲ့တခြင်းတွေကလည်းရန်ကိုအောင်မြင်ပြီးတော့တပုတ်ဆိုတပုတ်ပရိသတ်တရဲ့ရင်ထဲကိုရောက်ခဲ့တာပေါ့ အရင်ကတည်းကတော့သူများတွေနဲ့မတူတဲ့ရှုပ်ပွဲတွေကိုဖန်တီးခဲ့ပြီးသူနှစ်ဆင်ကျင်းပတဲ့ဆိုင်းဆိုင်ပရေရှုဟာရန်ကုန်အောင်မြင်ခဲ့တာပေါ့။စာလဲရေးသလိုသူရေးတဲ့စက်ကိုငှက်စာအုပ်ကို2006ခုနှစ်မှာဒရိုက်တာမီဘွားကရုပ်ရှင်ရိုက်ကုတ်ခဲ့ပါတယ်။ဒီလိုအောင်မြင်ကြောကြောင်းမှုတွေနဲ့ဆိုင်းဆိုင်ခန့်လိုက်ရသူပါဝင်တရုပ်ဆောင်ထားတဲ့ပြင်ဆလမိုးရုပ်ရှင်ဇာတ်ကားကြီးရုံတင်မဲ့ကိစ္စနဲ့ပတ်သက်ပြီးပရိသတ်တွေကဝိုင်းပြောတာကိုခံနေရတာပေါ့။ဘရောက်ကတဲ့ဂီတာရုပ်ရှင်ဇာတ်ကားကြီးရုံတင်တဲ့အချိန်မှာ COVID-19 ရောဂါဖြစ်ပွားသွားခဲ့တာကြောင့်တနိုင်ငံလုံးကကွာရန်တင်းနေခဲ့ရပါတယ်။ ဒီနေ့မှလည်းရုံမတင်ခင်ရေရေကြီးနေတာကြောင့်ဘာဆိုင်ကရုံတင်ရင်တစ်ခုမှတစ်ခုဖြစ်တာဆိုပြီးစမ်းနောက်နေကြတာပါဒီလိုဖြစ်တွေ့ကြုံရတာဟာလည်းတဘာဝဘေးပဲဖြစ်ပြီးဆန်းဆန်းခန့်နိုင်လည်းတတ်ဆိုင်ခြင်းမရှိပါဘူးဆန်းဆန်းခန့်နိုင်ကလည်းပြိသက်တွေစမ်းနောက်တာကိုလက်ခံပြီးတော့ဘာအဖြစ်မှလည်းမမြင်ခဲ့ပါဘူးရုံတင်မဲ့ပြင်ဆလတ်မှုရုပ်ရှင်ဇာတ်ကားကြီးမှာဆန်းဆန်းခန့်နိုင်တဲ့အတွေ့အပေါ်မမီတာလည်းပုံဝင်တရုပ်ဆောင်ထားပါတယ်သူတို့နှစ်ယောက်ဟာအတွဲညီပြီးလိုက်ဖက်လွမ်းတာကြောင့်ပြိသက်တွေကလည်းသူတို့နှစ်ယောက်ကိုအားပေးကြတာပါ တနိုင်ငံလုံးကဘုမမီသားကိုအသေးဆွဲဖြစ်နေကြပေမဲ့ဘာဆိုင်တယောက်ဟာဘာရဲကြောင့်မှမသိလူပြိုကြီးဆက်ဖြစ်နေတုံးမှာပဲပြင်စလတ်မှုရုပ်ရှင်ဇာတ်ကားကြီးကိုဇူလိုင်လ၄ရက်နေ့မှာရုံတင်မှုစီစဉ်ထားတယ်လို့သိရပါတယ်ရုပ်ရှင်ကိုကြည့်ချင်ကြတဲ့ပရိသတ်တွေကလည်းစောင့်ရတာတော်တော်ကြာသွားခဲ့တာပါ ဇာကားကိုယုံတင်ဖို့လုပ်ပေမဲ့ရှေ့ကဇာကားတွေကဝင်းဝေးစံချိန်မိလို့ယုံဆက်တရင်ကနေပြင်ဆလက်မိုးကအခုလိုနောက်လာတဲ့ကိုရောက်သွားခဲ့တာပဲဖြစ်ပါတယ်။အခုယုံတင်ထားတဲ့ဇာကားနဲ့နောက်ထပ်ဇာကားတွေကဝင်းဝေးစံချိန်မိသွားရင်လည်းပြင်ဆလက်မိုးဟာအနောက်ကိုရောက်သွားမှာပဲဖြစ်ပါတယ်။ဒါပေမဲ့ပရိသတ်တွေကတော့ဇွဲမလျှော့ပဲဆိုင်းဆိုင်ပါဝင်တရုပ်ဆောင်ထားတဲ့ပြင်ဆလက်မိုးရုပ်ရှင်ဇာကားကြီးကိုဆက်ဆောင်ပြီးမရရအောင်ကြည့်မယ်လို့ပြောထားတာပါ။ ိုင်ငံကျော်အဆိုတော်တည်ရည်တရုတ်ဆောင်စာရေးဆရာအကယ်ဒမီဆုရှင်ဆိုင်ဆိုင်ခန့်လိုက်ကတော့စမ်းမကြသေးပဲပြည်သက်တည်ရဲ့ချစ်တာကိုခံနေရဆဲပဲဖြစ်ပါတယ်။လေးကနေလူကြီးအဆောင်သိတဲ့ကြော်ကြောင်းအောင်မြင်တဲ့ဥပညာရှင်တယောက်ဖြစ်ပါတယ်။အရင်ကတည်းကနေအခုချိန်ထိနှကန်းဒီမလေးတည်ရဲ့အသေးဆွဲဖြစ်ပြီးတော့စကားပြောတဲ့နေရာမှာလည်းအရန်ရင်ကျေးသိမ်မွေ့တာကြောင့်ချစ်တဲ့သူတွေလည်းများပါတယ်။အကယ်ဒမီရထားတဲ့ဥပညာရှင်တယောက်လည်းဖြစ်ပါသေးတယ်။တောင်ကြီးသားတူဖြစ်ပြီးတော့လူပြိုကြီးတယောက်လည်းဖြစ်နေသေးပါ သူနဲ့ရွယ်တူတွေတောင်အိမ်တောင်ကြပြီးသူ့ကိုအားပေးတဲ့ဘဲသက်တွေလည်းအိမ်တောင်ကြကလေးပါမွေးကုန်ပြီးမို့ဘာဆိုင်ဆိုပြီးတောင်ဆန်းတော့ခေါ်ခဲ့ကြပါသေးတယ်။ဒါကိုလည်းစိတ်မဆိုးတဲ့ပြင်သူကငဲသေးတာကြောင့်ဆိုပြီးတောင်ပြန်ဆထားပါသေးတယ်။အတက်ရွယ်တစ်ခုရောက်နေတာတောင်ရုပ်ကမရင့်သွားပဲနုပြောနေတာကြောင့်ဆိုင်းဆိုင်ခလိုင်ကိုမအိုတော့ဘူးလား။ဘာဆင်းရီစားထားလဲဆိုတာကိုမေးခဲ့ကြပါတယ်။တကယ်လည်းပဲဆိုင်းဆိုင်ဟာစပေါ်တဲ့အချိန်ကနေအခုချိန်ထိအိုမင်းသွားတာမျိုးမရှိဘဲလူငယ်လေးတယောက်လိုတန့်ပြန့်ပြီးချောမောနေစေပဲဖြစ်ပါတယ်။ ပြည်သက်ကြီးအောင်ဆိုင်းဆိုင်းခလိုက်နဲ့ပိုးမမီတာတူတူတယုတ်ဆောင်ထားတဲ့ပြင်ဆလတ်မောရုပ်ရှင်ဇာတ်ကားကိုတော်ပြီးအဖေးချောင်းမလားဆိုတော့ခမမပြပြခဲ့ပါအောင်ရှင်ကြီးရှုနေတဲ့ပြည်သက်တွေထဲမှာရောဘာဆိုင်ရဲ့ပြည်သက်တွေပါကြရလားရှင်အဆုံးထိကြီးရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လုပ်ခဲ့ပြီး youtube channel ကို like and subscribe လေးလုပ်ပေးခဲ့ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ